ခொနေရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘေးရန်ဩဇန်းချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္လာသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစာနီဘုံမြမရိုးရာအထောင်းအင်းစာအုပ်မှာဟောကြားထားသောတနင်္လာသားသမီးများအတွက်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့မှ20ရက်နေ့အထိ15ရက်စာအကြံပြုဩဇန်းကိုပြည်ပြည်ဆောင်ဆောင်ဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို Subscribe လေးနှိပ်ပြီးခဲ့ ို့တောင်းဆိုပါရစေအစ်စ်တန်တိုင်းတရားအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်တနင်္လာအသားသမီးများအတွက်15ရက်စာဟောစတန်ဒီကာလအတွင်းမှာ ိုးအိမ်ကိစ္စနေရာထိုင်ခင်းကိစ္စများစကားပြောဆိုအောင်မြင်မယ်အတတ်ပညာနဲ့ပတ်သက်သောအနေထားကောင်းပါတယ်ရည်မှန်းချက်များအောင်မြင်မယ်မိတ်ဆွေကောင်းများနဲ့ထိတွေ့၍တိုးတက်ခြင်းများရရှိမယ်လုပ်ငန်းဝမှသူများအဖို့အကြီးအကဲအထောက်အကူရရှိမယ်အလုံးအစင်တန်းများတိုးတက်မယ်စပစ္စည်းလျက်စပစ္စည်းများဝင်ခင်းရှိတယ်ဥစ္စာတနာတိုးပွားမယ်အလုံးအခြေအနေကောင်းများကြုံရမယ်ရှင်ပြိုင်မှုများအောင်မြင်ခြင်းများရရှိမယ်အမည်အတွက်မှာအဥ္စဆဆဇညအခရာပါသူ ူများအောင်စောဇော်ဦးအစရှိသည်တို့နှင့်ဆက်နွယ်ပြီးလုံသောကိစ္စများမှာကောင်းကျိုးရရှိမယ်အရှိတောင်အရက်နှင့်ဆက်နွယ်ပြီးလောက်ကိုင်းသောလုပ်ငန်းများအကျိုးပေးမယ်အင်္ဂါနယ်လုပ်ငန်းများမှာကောင်းသောအကျိုးဖြစ်ထွန်းမယ်လူမျိုးကွင်ကာပြားများအကျိုးပေးမယ်ဆွေမျိုးအတွင်းမှာဖြစ်စဉ်မိတ်ဆွေရင်းချာအတွင်းမှာဖြစ်စေမိဘွားချင်းကိစ္စများကြုံရမယ်အလွင်မင်္ဂလာရှိသောနမိတ်ဖြစ်ပါれကလေးမွေးဖွားသောသူကိုတွားရောက်တရင်မေးခြင်းလက်ဆောင်ပေးခြင်းပြုလုပ်ပါအလွင်ကံကောင်းမယ်ရဝေးကိစ္စများပြန်လည်အဆင်ပြေခြင်း င်ရက်တန်ထားသောစီးပွားများလောက်ကန်အောင်မြင်ခြင်းများရှိမယ်။ယခင်အတိတ်ကာလကရံဘက်တပွဲဆက်ဆံခဲ့သောစနေနေ့မွေးသူများမှကောင်းကျိုးပေးမယ်။မိဖက်ဖြစ်စေမယ်။မိသားစုနဲ့ပတ်သက်သောငွေကြေးကိစ္စ၊အိုးအိမ်ချမ်းမြေကိစ္စများစကားများရာကိန်းကြုံရမယ်။အောက်တိုဘာလ17ရက်၊14ရက်၊15ရက်၊17ရက်နေ့များတွင် အလို့အကျန်းများအောင်မြင်မယ်။ငွေကြေးကိစ္စပြောဆိုအောင်မြင်မယ်။အခက်အခဲများအားကြုံလွားပြီးတိုးတက်မှုအဆင့်ဆင့်ဖြစ်ထွက်မယ်။ကြာလောအားကြုံလွားနိုင်မယ်။ကာလတန်ကြာရက်တန်ထား ီများကိုပြည်မြောက်အောင်ဆောင်ရွက်နိုင်မယ်အလုံရှောက်ချင်းအလုံရှားချင်းဆောင်ရွက်ရန်အထူးကောင်းပါတယ်အော်တိုဘားလ၈ရက်၉ရက်၁၀ရက်၁၂ရက်၁၃ရက်20ရက်နေများသည်စိတ်နှောက်ရှမ်းများဖြစ်တတ်တယ်ရန်နေရှင်၍အရာရာလောက်ရမယ်အတိုက်ခံရှိမင်းသူများပြဒနာကိုပြဒနာဖြစ်တတ်တယ်အိမ်တွင်ရေးအိမ်တော်ရေးဆိုင်ရာအညံများနဲ့ပတ်သက်ဆောင်ရွက်ရခြင်းရှိမယ်နေအိမ်တို့စကားရှုပ်ထွေးသောသူများရောက်လာတတ်တယ်ရွှေထွက်တတ်ပါတယ်ရင်ကားနဲ့ပတ်သက်သော ထိခိုက်မှုများဖြစ်တတ်တယ်အော်တိုဘားလ9ရက်16 6ရက်18ရက်19ရက်နေ့များတွင် အကြံစီများအောင်မြင်မယ်အခက်အခဲများပြေလည်မယ်မူကြီးကိစ္စအဆင်ပြေမယ်စီးပွားကိစ္စများလုံးတလောက်ထွန်းပေါက်အောင်မြင်မယ်စနေနေ့အင်္ဂါနေ့မွေးသူများထံမှအကြံကောင်းများရရှိမယ်အဆင်ပြေမယ်အင်္ဂါနံလုပ်ငန်းများကိုလုပ်ကိုင်း၍မွေးကြီးမြုံနှံခြင်းများမှကောင်းသောအကျိုးဆက်များရရှိမယ်အရာရာအဆင်ပြေနေမယ်မိသားစုအတွက်တာဝန်ယူဆောင်ရွက်သောကိစ္စများမှအောင်မြင်မှုများရရှိမယ်အကျိုးပေးသောအရာရွှေရောင်မိုးပြာရောင်အနီးရောင်ကျသွေးရောင် အပြာရင်ရောင်မိကတ်ရောင်မိခိုးရောင်နှုအရင်အဝါနှုရောင်တို့သည်ဒီရက်အတွင်းမှာပြရကန်းနှင့်တင့်တယ်မှုကိုဖြည့်ဆည်းပံ့ပိုးပေးသောအရောင်များဖြစ်ပါသည်ကောင်းကောင်းစေသောပန်းများမှာဂျာပန်ပွင့်ရောင်ဆုံးမင်းမျိုးပန်းရွက်လာညွန့်နှင်းစီပန်းသကဝါပန်းသကပြူပန်းတို့သည်အိမ်ဟိုအေဂျင်စင်းနှင့်ကံပွန်လန်းစေသောပန်းညွန့်များအဖြစ်မကြာခဏပြရကလူပူဇော်ပေးပါအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတင်းလာနှင့်မွေးသူအလုံးတို့သည်အတိမ်မိန်ချူရာရွေသော၎င်းထူးခြားသော နမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံကွန့်သုံးချ၍ထီထိုးပါယခုကာလအတွင်းမှာအချိုးပေးသောကဏ္ဍများမှာ3513ကဏ္ဍများဖြစ်ပါတယ်ရရအုံးခွင်နှင့်ပြုလုပ်ထားသောခြေတုပ်ခုံကိုဓမ္မယုံဘုန်းကြီးကျောင်းတွင်လိုပါမပြောသည်ကိုတရားပြု၍ဖျားတယ်မှာနေရှိကော်ပီကွက်အကွဲများကိုရှာဖွေ၍စွန့်ပြစ်ပါတရင်ကျွလာတွင်နှင်းမအိမ်ဖျားတွင်မလူကောင်းမှာဒနေလာသားသမီးများလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဒနေလာသားသမီးများ တွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဗီဒီယိုဟောစတန် channel မှာမယ်မကြီးဗီဒီယိုဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလာစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဗီဒီယိုဟောစတန် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိအောင်လဲဘေးနားအခေါင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်